တို့ရဲ့ဟိုပါတော့ excuse တွေမှာဘာတွေပါလာလဲဆိုလို့ရှိရင်ဒီ multipolarity လို့သွားမယ်ဆိုလို့ရှိရင် conflict တွေဖြစ်လာနိုင်တယ်ပြီးရခါကြတော့ပူးပေါင်းဆောင်ရွက်မှုတွေအတွက်ကိုဟိုပါတော့ risk တွေပေါ့နော်အဲအဲ့လိုမျိုးပေါ့နော်အတားဆီးတွေ risk တွေနောက် barriers တွေရှိလာနိုင်တယ်ဆိုပြီးတော့တို့ကတော့ဒါဟိုပါတော့ပြောကြတာပေါ့နောက်အဲ့လိုမျိုးပဲ China နဲ့ US နဲ့ကလည်းအမြင်မတူကြဘူး China ဆိုလို့ရှိရင်ဒါသူအများနဲ့အရေးဆိုတဲ့စကားတွေမှာပါပါလဲဆိုတော့နိုင်ငံတွေအားလုံးကဟောပါတော့ equality ရှိရမယ်အနိုင်ငံတွေအားလုံးမှာ opportunity တွေတူရမယ်ပြီးရခါကျတော့ဟောပါတော့အကျိုးစီးပွားတွေဆိုတာမျှဝေရမယ်ဆိုပြီး तू ကဒီဘက်ကိုအမြင်နဲ့တောက်လျှောက်ဟောပါတော့အရေးဆိုတယ်ပေါ့နော် advocate လုပ်တယ်ဒါမဲ့ American ရဲ့အပိုင်းအကြတော့သူတို့ပြောလိုက်တာကြီးကြီးလိုက်ရင်မြင်သာတဲ့ anti ရဲ့ဟောပါတော့ multipolarity ဆိုတာကဒီ American ရဲ့ အာ imperialism ပေါ့နော် American ရဲ့အာဟောပေါ့နော်ဘိုဂျာစိုးမိုးရေးပေါ့ hegemony တွေပေါ့အဲ့ဟာတွေကိုချိန်ချောက်တဲ့အမြင်ဆိုပြီးတော့ American ကထောင်းလျှောက်ပြောနေတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးလဲအန်တီကဒီမတူတဲ့အမြင်လေးနှစ်ခုကိုနည်းနည်းလေးအလီရောဘယ်လိုဆွေးနွေးခြင်းလဲရှင့်ဟုတ်ဟုတ်ဟောအဓိကတော့ဒီ American ကသူကအဲ unipolar war တော့ကသူသူတက်ရောက်တဲ့ပိုကြဆိုးမိုးခဲ့ရတဲ့အဲ့အခြေအနေကိုသူကကုံဆုံးသွားမှာကိုသူကကာကွယ်နေရတာပေါ့နော်အဲဒါပေမဲ့လည်း ဟိုကာကွယ်လို့မရတော့တာအကြတော့လေတခြားနိုင်ငံတွေကလည်းအပြိုင်ပြိုင်အရင်ရင်အဲတက်လာတာပေါ့နော်လူဦးရေအားဖြင့်စီးပွားရေးအင်အားအားဖြင့်နောက်နီးပညာဆစ်လက်နက်အင်အားပေါ့နော်ဒါတွေကအပြိုင်ဆိုင်နေဖြစ်လာကြတာပေါ့ဖြစ်လာကြတဲ့အခါကျတော့အမေရိကန်ကနောက်ဆုံးတော့အခုအချိန်ထိတော့သူကကမ္ဘာမှာ GDP အားဖြင့်တိုင်းရင်တော့နံပါတ်1ပေါ့နော်နံပါတ်1ဖြစ်နေတယ်အဲသူနဲ့ဒူဟိုပါပေါ့ဒုတိယလိုက်တာကတော့တရုတ်ဖြစ်နေတော့တရုတ်ကိုတအားမဲပြီးတော့မှ ါဒါကတဘာဝအဖြစ်မြင်နိုင်တယ်ပေါ့နော်နံပါတ်1တမားကနံပါတ်2တမားတအားရန်လုံနေတာပေါ့ရန်လုံတာကလည်းဟိုနိုင်ငံအကြီးချင်းချင်းထိတ်တိုက်တွေ့တာမျိုးမဟုတ်ဘဲနဲ့နိုင်ငံအသေးတွေကိုအသုံးပြုပြီးတော့မှရန်လုံတာပေါ့နော်နောက်ဥပမာပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရုရှားနဲ့အင်အားကြီးလာတယ်ရုရှားအင်အားကြီးလာတာကဘယ်သူကကြောက်လဲဆိုရုရှားနဲ့နီးတဲ့အဲယူရိုပကကြောက်တယ် EU ကကြောက်တယ်ဒါ EU ဒီနေတိုးအဖွဲ့ဝင် ဖြစ်တယ်အဲဖြစ်တယ်ပေါ့နော်ဖြစ်တဲ့အခါကျတော့ဒီ ဒီ NATO ရဲ့ဟိုဟာအဝန်အဝိုင်းကိုကြီးအောင်လုပ်မယ်ပေါ့နော်အဲကြီးအောင်လုပ်မယ်ဆိုတဲ့အချိန်မှာအဲဒါကျွန်တော်တို့ဥပမာယူရမှာ ရုရှားနဲ့ယူကရိန်းကိစ္စပေါ့နော်ရုရှားနဲ့ယူကရိန်းကိစ္စဆိုရုရှားကိုအမေရိကန်ကတက်တက်လှုပ်တာမဟုတ်ဘူး EU ကလည်းတက်တက်လှုပ်တာမဟုတ်ဘူးဒါပေမဲ့ယူကရိန်းကိုချကျွေးလိုက်တာပေါ့ယူကရိန်းယူကရိန်းကိုချကျွေးလိုက်တယ်ဆိုတော့ခုနကနဲ့ပြောင်းပြန်ပြန်စဉ်းစားလို့ရှိရင်အဲရုရှားဘက်ကကြည့်လို့ရှိရင်လည်း NATO NATO ကိုရုရှားကဝင်မယ်လို့အရင်တော့ပြောခဲ့ဘူးတယ်ဒါပေမဲ့ NATO ကိုဝင်ဖို့ရုရှားကို ဟိုခွင့်မပြုခဲ့ဘူးပေါ့နော်ခွင့်မပြုခဲ့ဘူးဒါပေမဲ့အဲဆိုနေတိုးကိုသူဝင်လို့မဝင်ရရင်လည်းအ ਨੇ ဆုံးတော့ဒီနေတိုးနိုင်ငံတွေကသူရုရှားနဲ့နီးနီးလာအောင်အရှိတ်ဘက်ကိုတိုးတိုးလာတာမျိုးပေါ့နော်အရှိတ်ဘက်ကိုချက်ချက်လာတာမျိုးမလုပ်ရဘူးဆိုတော့ဂရီကဝတ်ကရှိထားတယ်အဲ့ဒီဂရီကဝတ်ကိုချိုးဖောက်ပြီးတော့မှနေတိုးကနေပြီးတော့မှယူကရိန်းကိုဟိုဒါ ဟိုပါပေါ့နော်ယူကရိန်းကိုနေတိုးနဲ့ပေးဝင်မယ်ဆိုပြီးတော့မှလောက်တယ်ပေါ့နော်ယူကရိန်းကလည်းဝင်ချင်တယ်ဟိုဘက်ကလည်းနေတိုးကလည်းယူကရိန်းကိုနေတိုးနဲ့ပေးဝင်ဖို့လို့အတွက်စဉ်းစားနေတယ်ဆိုတဲ့အချိန်မှာရုရှားကမခံတာပေါ့နော်ဆိုလို့ရှိရင်အဲ့လိုအလားတူဘယ်မှာဖြစ်ခဲ့လဲဆိုလို့ရှိရင်2008ဂျော်ဂျီယာပေါ့2008ကလည်းအဲ့လိုပဲဂျော်ဂျီယာကလည်းဆိုဗီယက်ယူနီယံနေပက်ထွက်သွားပြီးတော့မှဂျော်ဂျီယာဆိုတဲ့နိုင်ငံပေါ့နော်ဆိုလို့ရှိရင်အဲဂျော်ဂျီယာကလည်း2008တုန်းကနေတိုးနဲ့ဝင်မယ်ဆိုတော့ ရုရှားဝင်ပြီးတိုက်လိုက်တာတပတ်နဲ့ပဲ decisive war ပေါ့နော်ဒါနိုင်ငံအကြီးနဲ့နိုင်ငံသေးသေးလေးနဲ့ဆစ်ဖြစ်ကြတဲ့အချိန်မှာနိုင်ငံအသေးလေးကတပတ်တွင်ဆစ်ရှုံသွားတာပေါ့ဟိုအရှုံးအရှုံးနိုင်ပေါ်သွားတာပေါ့အဲ့ဒါကိုသင်ငန်းစာယူပြီးတော့မှ NATO ကဒီတခါတော့ယူကရိန်းမှာနော်ယူကရိန်းက2014တုန်းကဟိုပါဖြစ်ခဲ့ပါတယ်ရှင့် rest rest regime change operation ပေါ့နော်ဟိုပါပေါ့သူတို့သူတို့အစိုးရအပြောင်းလဲဖြစ်ခဲ့တယ်အဲ့ဒီတုန်းကအစိုးရကလည်း အဲဒါရွေးကောက်ခံဆိုးရပဲဒါပေမဲ့အဲယူကရိန်းသမ္မတသည်ရုရှားဘက်ကိုရိမ်းတာပေါ့နော်ရုရှားဘက်ရိမ်းပြီး NATO မဝင်ဘူးရုရှားနဲ့ပြေးလျောင်နေမယ်အဲဒီသမ္မတကလိမ္မာပန်းနတ်တယ်လို့ပြောရမှာပေါ့နော်အဲဘာဖြစ်လို့လဲဆိုရင်ရုရှားဒီနိုင်ငံကြီးဖြစ်တယ်ပြင်ကိုနဲ့အိန္ဒိနာချင်းနိုင်ငံဖြစ်တယ်အဲပြီးလို့ရှိရင်လည်းဒီရုရှားနဲ့ကပ်နေတဲ့ယူကရိန်းမှာနေတဲ့သူတွေကလည်းရုရှားဘက်ရိမ်းတာပေါ့နော် အဲ့လိုရိမ့်တဲ့ခါကျတော့ဒါရုရှားနဲ့တက်အောင်နေမယ် neutral state အနေနဲ့ပေါ့နော်ဘဲမလိုက်နိုင်ငံအနေနဲ့နေမယ်ဆိုတာဒါလေးကကောင်းပါတယ်ရှင်အဲ့လိုကောင်းနေတဲ့အခြေအနေကိုဒီသမရဝမလို့ကျင်တော့တဲ့ခါကျတော့ယူကရိန်းမှာ2014တုန်းက အဲဒီဒီစစ်တပ်ကအာဏာဝင်သိမ်းအောင်အခြေအနေဖန်တီးလိုက်တယ်ပေါ့နော်ဖန်တီးပြီးတော့မှသမရဇီလန်စကီလက်ထက်မှာတော့ယူကရိန်းကနေတိုးဝင်မယ်လို့ပြောလိုက်တဲ့အချိန်မှာအဲရုရှားကလည်းအဝင့်မခံဘူးပေါ့နော်ခုနကကျွန်မအမေရိကန်နဲ့ကျူဘာနဲ့ဥပမာလိုပေါ့နော်ဒီအမေရိကန်ကနဲ့ရန်နီးတဲ့ကျွန်းလေးဖြစ်တဲ့ကျူဘာနိုင်ငံမှာသူ့ရဲ့ရန်သူဖြစ်တဲ့ဆိုဗီယက်ယူနီယံရဲ့နျူကလ িয়ার ဒီလက်နဲ့စစ်လက်နဲ့ပစ္စည်းတွေလာပြီးအမြောက်တွေတပ်ဆင်တာကိုမခံတယ်လို့ပဲပေါ့နော်ဆိုလို့ရှိရင်ရုရှားကလည်းသူနဲ့နေတိုးနဲ့ကြားထဲမှာဂရိရှိထားတယ်ဟိုဟာပေါ့နော်ဒီအရှိတ်ကိုမတိုးလာရအောင်အရှိတ်ကိုမတိုးလာရအောင်သူနဲ့နှီးအောင်မလာရအောင်ပေါ့နော်အဲ့လိုလှုပ်ထားတာကိုဂရိကိုလည်းချိုးဖောက်တယ်ပြီးလို့ရှိရင်ယူကရိန်းကနေတိုးနိုင်ငံဖြစ်သွားတဲ့အချိန်ကြလို့ရှိရင်နေတိုးအဖွဲ့ဝင်ဖြစ်သွားရင်အဲ့နေတိုးအဖွဲ့နေတိုးကကြတော့နျူကလ িয়ার ပိုင်နဲ့ အဲဟိုဟာပေါ့နော်ဆေးအုပ်စုဖြစ်တဲ့ခါကျတော့သူနျူကလ িয়ার ဝက်ပန်းနေနျူကလ িয়ার ဆစ်လက်နဲ့ပစ္စည်းအမြောက်တွေကယူကရိန်းထိရောက်လာမယ်ဆိုဒါသူ့ကိုလာချိန်ချောက်တာပဲလို့ယူဆပြီးတော့မှရုရှားကနေပြီးတော့မှစစ်ပြူတာပေါ့နော်အဲဒီဟာတွေဂရိကဝတ်တွေချိုးဖောက်လို့အဲဆိုတဲ့ခါကျတော့အဲဒီလိုမျိုးလေးဟိုပေါ့ဒီဒီအဓိကကတော့ရုရှားကိုလှုပ်ချင်တာ ရုရှားကိုတဲတဲမလို့ဖ ೇನೆ ယူကရိန်းကိုချချွေးတာပေါ့နော်ဆိုလို့ရှိရင်ကျမကလည်းခုနပထဝီကမ္ဘာပထဝီနိုင်ငံရေးလို့ပြောလို့ရှိရင်ခုနလို့ပေါ့နော်ကမ္ဘာမှာနံပါတ်1နဲ့နံပါတ်2ကအကြီးကျယ်ပြိုင်နေကြတဲ့အချိန်မှာကျမတို့ကတရုတ်ရဲ့အိန္ဒိယနိုင်ငံနိုင်ငံဖြစ်တဲ့တရုတ်ကိုဝိုင်းပြီးထိန်းချုပ်ထားမယ်ဆိုတဲ့ဟာပေါ့နော်တရုတ်ရဲ့ပတ်ဝန်းကျင်နိုင်ငံတွေကနေတဆင့်တရုတ်ကိုဟိုထိန်းချုပ်ထားမယ်တရုတ်ထွက်ပေါက်မရှိအောင် လုပ်မယ်ဆိုတဲ့ဟာပေါ့နော်အဲအဲ့လိုမျိုးဟိုဟာမဟာဗျူဟာရှိနေတာပေါ့ရှိနေတဲ့အခါကျတော့ကျမတို့ကိုဟို ယူကရိန်းကိုရုရှားကိုလှုပ်ချင်တော့ယူကရိန်းကိုတုံးတယ်လို့ပဲအဲတရုတ်ကိုထိန်းချုပ်ချင်လို့ကျွန်တော်တို့မြန်မာနိုင်ငံကိုအတုံးချမယ်ဆိုတဲ့ဟာလဲဒါလဲကျွန်တော်တို့ကကြောက်စရာတစ်ခုဖြစ်လာတာပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေเนาะအဲ့ဒါကြောင့်မလို့ဟိုအိမ်တွင်းရေးပြည်တွင်းရေးဒါလဲအရေးကြီးပါတယ်ရှင်ပြည်တွင်းရေးပြည်တွင်းနိုင်ငံရေးဆိုလို့ရှိရင်ဘယ်လောက်ထိနိုင်ငံရေးဆိုတာဘယ်လောက်ထိပါလဲဆိုရင်အိမ်ရှင်မတယောက်ရဲ့မိဘချောင်းထိနိုင်ငံရေးဆိုတာပါတာပေါ့နော်အဲသို့တော်လဲအဲကို့မိဘချောင်းမှာရှိတဲ့ နိုင်ငံရေးကိုကအရေးကြီးတယ်လို့ပဲနိုင်ငံတကာမှာဖြစ်နေတဲ့နိုင်ငံတကာရေးရာတွေကိုလည်းသိသင့်တာပေါ့နော်အဲ့လိုသိမှသာလင်ကဘာကြီးကဘာဖြစ်နေလဲဆိုရင်နံပါတ်1နဲ့နံပါတ်2ဖြစ်တဲ့အမေရိကန်နဲ့တရုတ်နဲ့အကြီးကျယ်ဖြစ်နေတဲ့အချိန်မှာတရုတ်ကတော့ခံစစ်လိုမျိုးပေါ့နော်အမေရိကန်ကတော့နှီးမျိုးစုံနဲ့နှီးမျိုးစုံနဲ့ဥမာတရုတ်ရဲ့အိမ်နီးနားချင်းနိုင်ငံတွေပေါ့အများကြီးရှိမှာပေါ့14 9နိုင်ငံအဲရှိမှာပေါ့15နိုင်ငံအထက်ရှိမှာပေါ့အဲ့ထက်မှမှာ အဲကျမတို့သုံးတယ်ပြီးရင်ပါကစ္စတန်ကိုသုံးမယ်အဲပြီးလို့ရှိရင် ထိုင်ဝမ်ကိုသုံးမယ်အဲဒီပပလဲပေါ့နော်အဲပြီးလို့ရှိရင်ဟိုပါဖိလစ်ပင်းပေါ့နော်ဖိလစ်ပင်းကတော့မြေချင်းထိနေတာမဟုတ်ရေချင်းထိနေတာပေါ့နော်ဆိုလို့ရှိရင်တောင်တရုတ်ပင်လယ်ကိုသုံးမယ်ပေါ့နော်စသဖြင့်အဲ့လိုသုံးပြီးတော့မှတရုတ်ကိုဝိုင်းပြီးတော့မှဟိုပါဖြစ်တာပေါ့နော်ပြီးလို့ရှိရင်နေတိုးရဲ့မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ဂျပန်တို့တောင်ကိုရီးယားတို့ကလည်းဒီအာရှတိုက်မှာရှိတယ်အဲတရုတ်နဲ့မျက်နှာချင်းဆိုင်ပေါ့နော်ပင်လယ်ရဲ့ဟိုဘက်ကန်ဒီဘက်ကန် မျက်နှာချင်းဆိုင်မှာရှိနေတော့ဟိုတရုတ်ကိုအဲ့လိုဝိုင်းပတ်ထားပြီးတော့မှထိမ့်ချုပ်တဲ့အဲမူဝါဒကိုသူကလှုပ်ထားတာပေါ့နော်အဲ့လိုလှုပ်ထားတယ်စီးပွားရေးအရာလည်းထိတ်တိုက်တွေးတာတွေရှိတယ်အဲပြီးလို့ရှိရင်စစ်ရေးအရာထိတ်တိုက်တွေးဖို့ကြတော့တအားအန်ဒီရကြီးတဲ့ခါကြတော့အဲကျမတို့လူနိုင်ငံတွေကိုတုံးတာပေါ့ဆိုလို့ရှိရင်ကျမတို့နိုင်ငံကလည်းဟိုအရန်သေးတဲ့ထဲမှာလည်းမပါဘူးပေါ့နော်ဆိုလို့ရှိရင်တရုတ်ရဲ့ပတ်ပတ်လည်းနိုင်ငံတွေမှာလည်းနိုင်ငံထဲမှာလည်းကျမတို့ကဟိုနိုင်ငံမသေးဘူးပေါ့နော်ဟိုကျမတို့ကလူဦးရေတန်း90ကျော်ရှိတယ်မြေအေရီးယားလည်းကျယ်တယ်ပြီးလို့ရှိရင်တရုတ်ရဲ့ ဒီအနောက်ဖက်ထွက်ပေါက်လည်းဖြစ်တယ်အဖြစ်တဲ့အခါကျတော့ဒါပထဝီနိုင်ငံရေးအရာမြန်မာနိုင်ငံကတရုတ်တို့အရေးကြီးနေတယ်အဲ့ဒါကြောင့်မလို့မြန်မာနိုင်ငံပြည်တွင်းမှာမငြိမ်မသက်ဖြစ်ခြင်းအပြင်တရုတ်ကိုပိတ်ဆို့လို့ရမယ်ဆိုပြီးတော့မှတရုတ်ကိုလှုပ်ချင်တာကျမတို့ကိုတုံးတာပေါ့နော်တရုတ်ကိုထိကိုက်ထိပါချင်တာကျမတို့ကနေတဆင့်အထိပါတာပေါ့နော်အဲ့ဒါကြောင့်မလို့ပြည်တွင်းမှာအဲဘာကြောင့်ပြည်တွင်းလက်နက်ကိုင်တွေဒီလောက်တော့အားကောင်းလာလဲဆိုလို့ရှိရင်အဲဒါသူ့ဟာသူ့ဆိုအားမကောင်းနိုင်ပါဘူးနိုင်ငံတကာကနေပြီးတော့မှာ အာဒီဟိုပါပေါ့ back up လောက်တာပေါ့နော်နိုင်ငံတကာထောက်ပံ့မှုတွေနိုင်ငံတကာဆင်းလက်နဲ့ပစ္စည်းရောင်းပေးတာတွေပြီးလို့ရှိရင်တို့ဟိုစစ်တင်နန်းနေလာပေးတာတွေစသဖြင့်ပေါ့နော်ငွေလိုထောက်ပံ့နေအမျိုးစုံပေါ့ပုံစံမျိုးစုံနဲ့ထောက်ပံ့တာတွေပေါ့နော်နောက်အဲ့ဒါတွေအဲ့ဒါကြောင့်မလို့ဒီဟိုပါပေါ့ရှင်ဒီဒီလေလိုင်းပေါ်ကအစိုးရပေါ်လာတာတို့ဘာလို့ဆိုတာဒါမြန်မာနိုင်ငံကလူက အကိုကိုအင်ကိုအားနဲ့ဆိုမလုံနိုင်ဘူးလေဒါရှင်းတာပေါ့နော်ကိုအင်ကိုအားနဲ့ဆိုမလုံနိုင်ဘူးဒါပေမဲ့လက်ခံထားတဲ့လူရှိတယ်အဲထောက်ပံ့ထားတဲ့လူရှိတော့လုံနိုင်တာပေါ့နော်ဆိုလို့ရှိရင်အဲ့ဒါကြောင့်မို့ကျွန်မမြန်မာနိုင်ငံသူနိုင်ငံသားတွေကိုပြောချင်တာဒီ multipolar world ကြီးဖြစ်နေတဲ့အချိန်မှာအခုနဟိုပါပေါ့အိန္ဒိယလည်းတက်လာတယ်သို့တော်လည်းအိန္ဒိယတော့ဒီမိုကရေစီဖြစ်တဲ့အတွက်အိန္ဒိယကိုတော့ US ကသူ့ဘက်ကလူလို့သဘောထားထားပြီးတော့မှတရုတ်ကို တရုတ်ကို balance လုပ်ထားတာပေါ့နော်တရုတ်ကလှုပ်လို့မရအောင်အိန္ဒိယကိုလည်းသူ့ဘက်ပေါင်လုပ်ထားတယ်